အားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိတ္တရအားလုံးမင်္ဂလာပါဆိုတော့ကျွန်တော်တို့2025ခုနှစ်ကတော့ကျွန်တော်ဟိုတလောကပြောပြတဲ့ပုံလေး2004ခုနှစ်တုန်းကလိုပဲ Underdog အသင်းတွေမထင်မှတ်ပဲ Champion တွေဆက်တိုက်ဖြစ်သွားတဲ့ပုံစံမျိုး ပုံစံတည်းကြီးသွားနေတယ်ဆိုတော့ကျွန်တော်အစောပိုင်း Tottenham Hotspur ကဘိုရူးနေမှာ Manchester United ကိုနိုင်တော့ latest နောက်ထပ် underdog အသင်းပေါ့လေသူတို့ဆိုရင်၁၆နှစ်အကြာပထမဆုံးအကြိမ်ချန်ပီယံပြန်ဖြစ်တယ်နှစ်ပေါင်း၄၀ကျော်အကြာမှာ Europa League ကိုပြန်ရတယ် ဒါပေမဲ့24ရက်နေ့ရောက်တဲ့အချိန်မှာနောက်ထပ် underdog နဲ့သင်ထပ်ပြီး champion ဖြစ်တယ်ဆိုတော့ဒါကတိုက်ဆိုင်နေလို့ပဲပြောမလားဒီလိုကြီးကိုတောက်လျှောက်ဖြစ်နေတယ်ပဲပြောမလားဒီရာဒီလက်ချက်ဖလားအမှန်တိုင်းပြောနှလုံးမှာကျန်တော့တယ်ဒီလုံးက conference league fight နဲ့ဒီလုံးက champion league fight နဲ့ဆိုတော့အမျိုးသမီး champion league fight နဲ့ကို portuguese နိုင်ငံ lisbon မြို့မှာကျင်းပတယ် လက်ရှိဘောလောကရဲ့အကောင်းဆုံးအမျိုးသမီးအသင်းလို့ပြောရတဲ့ဘတ်စလိုနာအမျိုးသမီးအသင်းနဲ့အာစနယ်အသင်းပေါ့လေအာစနယ်အမျိုးသမီးအသင်းကပြည်တွင်းလီမှာဒုတိယရတဲ့ဒါပေမဲ့ Chelsea ရဲ့ Dotted Demolition ကိုခံထားရတဲ့အသင်းဖြစ်ပြီးတော့သူတို့ကအင်္ဂလိပ်ကလပ်အမျိုးသမီးအသင်းတွေထဲမှာတသင်းတည်းသော Champion League ရဖို့တဲ့အသင်းပေါ့လေ2009ခုနှစ်မှာသူတို့ Champion League ရဖို့တဲ့ဒါပေမဲ့လက်ရှိဘတ်စလိုနာအသင်းဟာတကယ်ကို Lyon ဆုံးမထားတဲ့ Champion League ရဲ့9နှစ်ဆက်ကိုရိုက်ချိုးပြီးတော့သူတို့ကနောက်ဆုံး၄နှစ်အတွင်းမှာ 3ချိန်ချန်ပီယံဖြစ်တဲ့ပြီးတော့မှ back to back 3နှစ်ဆက်ရဖို့ရှိနေတဲ့အသင်းဒါပေမဲ့စနေနေ့ညမှာဘာစလိုနာအမျိုးသမီးအသင်းပေါ်လေးလက်ရှိကမ္ဘာအကောင်းဆုံးဘောလုံးသမား2ယောက်ပါတယ်အိုက်ထာနာဘူမာတီနဲ့ပြီးတော့အလာစီယာတန်လက်စ်ဒီနှစ်ယောက်ကဘာလုံးဒေါဆုရဲ့နောက်ဆုံး၄နှစ်ကိုသူတို့နှစ်ယောက်က2ချိန်စီနောက်ကမ္ဘာအကောင်းဆုံးဘောလုံးသမား၄ချိန်ကိုသူတို့နှစ်ယောက်က2ချိန်စီရထားတာဘာစလိုနာဟာတပွဲလုံးမှာအကောင်းဆုံးကစားတယ်ခြေစွမ်းပြတယ်ဒါပေမဲ့ ရှာရှာပပရတဲ့ chance နဲ့ defending ကို their life ပုံစံတိုင်း defend လုပ်သွားတဲ့ Arsenal မျိုးသမီးတင်းက ကိုကုန်းရှိနေနိုင်သွားတယ်ဒါကဘာလဲသူသွားတူလဲဆိုတော့ဘရူနေကထော်တန်ဟော့စပါကဘရန်နန်ဂျိုဆင်ရဲ့ကိုတွင်းပြီးတဲ့ချိန်ဒုတိယပိုင်းတပိုင်းလုံးခံစစ်ကစားသွားတဲ့ပုံစံပဲခါလီဂျာရီလေးအတကင်ရန်ကောင်းတဲ့အသင်းတွေဟာကိုပေးလိုက်ရလို့ရှိရင်အထူးသဖြင့် final လို့ပွဲမျိုးမှာသူတို့ခြေပါကိုပြန်ရဖို့တော့ခက်ခဲရင်ခက်ခဲရင်အဲ့ defensive ကောင်းတဲ့အသင်းတွေက champion ဖြစ်သွားတယ်ဆိုတော့စနေနေ့မှာ Arsenal မျိုးသမီးအသင်းက16နှစ်အကြာပထမအဆုံးချိန် Champions League ပွဲကို champion ပြန်ဖြစ်တယ်သူတို့ final မတက်တာကြားလာပြီ စီမီစီမီစီမီကြီးပဲဖြစ်နေတာဆိုတော့ဒါတို့တို့အတွက်ဒါနောက်ထပ်ချိန်စာတစ်ခုကိုအဆုံးသတ်ပြီးတော့ရသွားတဲ့အချိန်မှာ Scottish League ပြိုင်ပွဲမှာအဘာဒင်းအဘာဒင်းကဒီ Scottish League ကပ်ပြိုင်ပွဲမှာလက်ရှိ Scotland Champion Celtic Celtic ဆိုတာက Scottish League ပြိုင်ပွဲတစ်ခုလုံးကို dominate လုပ်ထားတဲ့အသင်းလက်ရှိမပေးချန်ပီယံအသင်းဖြစ်တယ်ဒါပေမဲ့အဘာဒင်းက Celtic ကို Scotland ဖလားပြိုင်ပွဲမှာဘိုးဆွဲသွားတယ်1990ခုနှစ်မှာသူတို့နောက်ဆုံးချန်ပီယံဖြစ်တယ် ဒါပေမဲ့အစုံးသက်မှာရက်တကန် Scottish League မှာ Total Dominic လောက်ထားတဲ့ Celtic ကိုအပါတင်းက35နှစ်အကြာမှာ Scotland ဖလားကိုရသွားတယ်တကူစီတည်ကြပြီးတော့ penalty ရောက်တဲ့အချိန်မှာ Celtic ကိုနိုင်ပြီးတော့ Aberdeen Champion ဖြစ်တယ်ဆိုတော့ Tottenham ကိုဆွဲပြီးတဲ့နောက်မှာ Arsenal အမျိုးသမီး also favorite ဖြစ်တယ်ဘလောက်ထိ Barcelona က favorite ဖြစ်လဲဆိုဒီပွဲကနှလုံးသေးအထိပေါက်တယ် ဆိုဘာဆိုနာဟာ၃လုံးသွင်းမှဒီပွဲအနိုင်ရမယ်ဆိုတဲ့ပုံစံထိကို favorite ဖြစ်ထားပေမဲ့တကယ်တမ်းမှာအာဆင်ကနိုင်သွားတယ်ဒီလိုပဲ Celtic လည်းဒီတိုင်းပဲဒါပေမဲ့ Aberdeen Champion ဖြစ်တဲ့အချိန်မှာ GR 25ဟာ GR underdog လို့ပြောလို့ရမယ်နှစ်လို့တောင် ပြောလို့ရတယ်ဆိုတော့ကျွန်တော်တို့2004ကိုကျွန်တော်ပြန်သွားမယ်ဆိုရင်2004ခုနှစ် La Liga မှာ Valencia Champion ဖြစ်တယ် Europa League မှာ Valencia Champion ဖြစ်တယ် Bundesliga မှာ World Premier Champion ဖြစ်တယ်။ German Pokalplan မှာ World Premier Champion ဖြစ်တယ်။နောက်ကျွန်တော်တို့ FA Cup မှာပဲ Man United Champion ဖြစ်တယ်။ Premier League မှာ Arsenal Champion ဖြစ်ပေမဲ့ EFL Cup မှာ Wellington Carling Cup မှာနောက်ထပ်အသင်းငယ်အသင်း Champion ဖြစ်တယ်။အဲဒီချိန်ထဲမှာပဲ Zaragoza က Ajax Champion ထပ်ဖြစ်တယ်။တစ်ဖက်မှာလည်းဒါကျွန်တော်တခြားတခြားသောပြိုင်ပွဲတွေအားလုံးနဲ့မှာ Champion League မှာ Porto Champion ဖြစ်တယ်။ Euro ပြိုင်ပွဲမှာ Greece Champion ဖြစ်တယ်။ဆိုတော့2004ခုနှစ်ကတကယ်ကို Underdog အသင်းတွေကြီး Champion ဖြစ်သွားတဲ့အချိန်မှာအခု25ခုနှစ်အတွင်းမှာကျွန်တော်စပြီးတော့တည်ထားမိတာက နျူကာဆယ်နှစ်ပေါင်း80အကြာမှာပထမအဆုံးချိန်ချန်ပီယံဖြစ်တယ်လီဗာပူးကိုနိုင်ပြီးတော့ဝင်းပလေးမှာသူတို့ချန်ပီယံဖြစ်သွားတယ်အဲ့ကနေစပြီးတော့ခရစ်စတယ်ပဲလစ်နှစ်ပေါင်း120ရှိတယ်သူတို့တမိုင်းတလျှောက်တစ်ခါမှဘာစုဖလားတစ်ခုမှမရဘူးသူတို့တမိုင်းမှာ FA Cup Final နှစ်ချိန်တက်တယ်နှစ်ချိန်လုံးကိုသူတို့ Man United ကိုတစ်ချိန်ရှုံးတယ်စုစုပေါင်းသူတို့နှစ်ချိန်ရှုံးဘူးတယ် United ကို70မှာနောက်ဆုံးရှုံးတယ်အဲ့တော့က Louis van Gaal နဲ့ချန်ပီယံဖြစ်တဲ့အသင်းမှာအခု Crystal Palace က၈ချိန်ချန်ပီယံ Manchester City ကို Wembley ကွင်းမှာနိုင်ပြီး နှစ်ပေါင်း120တွင်ပထမအဆုံးချိန်ချန်ပီယံဖြစ်သွားတယ်အဲ့နောက်ကနေမှတစင်ဘိုလော့ညာအီတလီစီးရီးအေမှာဘိုလော့ညာအသင်းကကိုပါအီတာလီယာဖလားပြိုင်ပွဲကိုချန်ပီယံဖြစ်တာကြားပြီးဆိုတော့သူတို့ကိုပါအီတာလီယာဖိုင်နယ်မှာ AC Milan အသင်းကိုတကူးကူးရှိတဲ့နိုင်ပြီးတော့နှစ်ပေါင်း52နှစ်တွင်မှာ ထမအဆုံးချိန်ချန်ပီယံဖြစ်တယ်။အဲ့ကနေမှဆင်အဘာတင်းကကျွန်တော်ကပြောဆိုလို့ Scottish Cup မှာ Celtic ကိုနိုင်ပြီး35နှစ်တွင်ချန်ပီယံဖြစ်တယ်။ Tottenham Hotspur က Man United ကိုနိုင်ပြီး16နှစ်တွင်မှချန်ပီယံဖြစ်ပြီးတော့တစ်ချိန်တည်းမှာပဲအာရှချန်ပီယံလိပြိုင်ပွဲမှာတောင်း AR လီပေါ့လေ AR လီဆိုရင် Mandy တို့ Ivan Toni တို့ Roberto Firmino တို့ကစားတဲ့ AR လီအသင်းကအာရှချန်ပီယံလိမှာ Japanese club အသင်းကိုနိုင်ပြီးတော့သူတို့တမိုင်းတစ်လျှောက် အာရှချန်ပီယံလိဘလောက်ပထမအဆုံးချိန်ချန်ပီယံဖြစ်တယ်။ဆိုတော့ဇက်တိုက်ချန်ပီယံဖြစ်တဲ့အချိန်မှာဆူဖလာလုံးဝမရတဲ့ဟာရီကိန်းကကိုရီးယားတလျှောက်လုံးအသက်32နှစ်ရှိပြီးနှစ်နှစ်ထဲဝင်လာတဲ့ဟာရီကိန်းကသူ့ဘဝရဲ့ပထမဆုံးဆူဖလာဘိုင်ယန်နဲ့တူချန်ပီယံဖြစ်တယ်။ယူမင်းဆိုထော်တာဟော့စပါကိုအသက်22နှစ်အရွယ်မှာရောက်လာခဲ့တဲ့အခု32နှစ်ရောက်ပြီ10နှစ်ပြီပါရှိလာတယ်။သူလည်းပထမဆုံးဆူပလာရပြီးတော့ကာတာကလပ်ပြိုင်ပွဲတစ်ခုမှာဒါ73နှစ်ကြာကြာကြီးစောင့်နေရတဲ့ ကာတာရဲ့ဂါရာဖာရာအသင်းကကာတာဖလားပြည်ဘုမှာ channel ဖြစ်တယ်ဆိုတော့ကျွန်တော်အားလုံးကြည့်တဲ့အချိန်မှာအကုန်လုံးကလုံးဝမထင်မှတ်တဲ့ underdog တွေကြီးပဲဖြစ်တယ်အခုကျွန်တော်ဖလားပြည်ဘုကနှစ်ခုပဲ channel တယ် တစ်ခုက Real Betis နဲ့ Chelsea အသင်းဖြစ်တယ်နောက်တစ်ခုကတော့ Paris Saint-Germain နဲ့ Inter Milan ဒီနေရာမှာ PSG ကတော့ကို Inter Milan နဲ့ရှင်တော့ပို favorite ပေါ့လေသူတို့ကတချိန်မှ champion တော့မဖြစ်ဘူးဒါပေမဲ့သူတို့ကအပေါ်အသင်းအနေနဲ့ရှိပြီးတော့ Real Betis က Chelsea နဲ့ခံရမယ်သူတို့ကနာမည်29ရင်းနေမှာခံမယ် Chelsea အတွက် draw တိုင်းဖြစ်ပေမဲ့ underdog ဆိုတဲ့အချက်က Real Betis ကိုပိုးပြီးတော့ညှော်နှစ်စရာ ဖြစ်လာတယ်ဘာလို့ဆိုတော့အခုကဖြစ်တာတွေကလုံးဝအဆန်းနေကြီးဖြစ်နေတယ် ကျွန်တော်က okay ဘောလေ underdog တွေဖြစ်ပေမဲ့ arsenal လို့သူပြီးတဲ့ကဘာဆိုတော့နိုင်စရာအကြောင်းမရှိဘူးကျွန်တော်က celtic ကိုဘာတဲ့နိုင်စရာအကြောင်းမရှိဘူးလို့ကျွန်တော်ကဒီနေ့တနေ့ကိုစဉ်းစားထားတာအဲ့ဒါသိချင်ပြင်ဖြစ်တယ်ဆိုတော့ကြည်ကြားပြီးဒီနေ့က2025ဟာ lower ကို surprise surprise ပြောလို့မရအောင်2025 club world cup မှာတော့မထင်မှတ်တဲ့အသင်းချန်ပြင်ဖြစ်ဖြစ်သွားအောင်ပါဆိုတော့သိကြတာတော့2025ခုနှစ်ဟာ2004လို့ပဲ ် underdog အသင်းတွေရီယာရော underdog လို့ပြောမှာဖြစ်ပြီးတော့နမဲကျော်အသင်းတွေကိုကျော်ပြီးတော့တကယ်ကို upset တွေကြီးဖြစ်တယ်ဆိုတော့ဒီဖြစ်ရတဲ့အားလုံးကိုအဓိကတာဝန်ရှိတဲ့သူလို့ဘယ်သူပြောမလဲဆိုတော့ hurricane လို့ပြောချင်တယ်ကျွန်တော်ထင်တာတော့ hurricane ကဘာလဲဆိုတော့ celebration လို့ပို့အားလုံးအတွက်သူကရှေ့ကနေပိတ်နေတဲ့ကန်ဂျမာဇိုးကြီးကိုသူကစပြီးဖြွင့်ချလိုက်တာနဲ့နောက်ကနေ wolf နဲ့ဇက်တိုက်ပဲအကုန်လုံး champion ဇက်တိုက်ဖြစ်ပါဆိုတော့ king ကအဆုံးဆုံး champion ဖြစ်ဖို့ အနည်းဆက်ဆုံးဖြစ်တာဟုတ်ဂိမ်းချန်ပီယံဖြစ်ပြီးတာနဲ့မထင်မှတ်တဲ့အသင်းတွေတသိမ်းပြီးတသိမ်းတသိမ်းပြီးတသိမ်းတသိမ်းပြီးတသိမ်းချန်ပီယံဖြစ်သွားတာဆိုတော့ Paris Saint-Germain, Inter Milan, Chelsea, Real Betis ကတော့နောက်ထပ် underdog ထပ်လာမလားကျွန်တော်ထပ်ပြီးစောင့်ကြည့်ရမှာပါအားလုံးကျေးဇူးတင်ပါတယ်